နှစ်နာရီတိုင်းလောင်းလုံမျိုးနဲ့ကြောက်စင်ကြီးရွာအုပ်စုတဲကိုစစ်ကော်မရှင်တပ်ကစစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့်ရွာ၅ရွာကဒေသခံတွေနေရစွန့်ခွာထွက်ပြေးတိမ်းရှောင်နေရပြီးဒေသခံတချို့လည်းဖမ်းဆီးခံထားရတယ်လို့သိရပါဗျ။ပြီးခဲ့တဲ့အောက်တိုဘာလ19ရက်နေ့မနက်6နာရီခွဲလောက်မှာစစ်ကော်မရှင်တပ်တွေဟာစစ်တင်းမိုးနဲ့ပင်လယ်ပြင်ကိုရောက်ရှိလာပြီးလောင်းလုံမျိုးနယ်ထဲမှာရှိတဲ့ကြောက်စင်ရွာတွေကိုဝင်ရောက်ခဲ့တာဖြစ်တယ်လို့ဒေသခံတို့ကပြောပါဗျ။အဲ့ဒီနောက်အော်တိုဘာလ20ရက်နေ့မှာတော့ အင်အားတရာကျော်ပါတဲ့စီကော်မရှင်စစ်တောင်းဟာသဘောဆက်ရွာဘက်ကိုဥတီထွက်သွားပြီးလမ်းမှာတွေ့တဲ့ရွာသားတချို့ကိုလည်းဖမ်းဆီးခေါ်ဆောင်သွားတယ်လို့အထက်ပါဒေတာခန်ကဆက်ပြောပါဗျာ။ အခုလိုစစ်ကော်မရှင်တပ်ကစစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့်လောင်းလုံမြူနယ်တွေကကြောက်စင်တဘော့စိတ်ပြင်ကြီးကရင်ကြီးကမ်ပနီစတဲ့ကြေးရွာ၅ရွာကဒေတာခန့်တွေဟာဘီလူရတောတောင်တွေတဲကိုထွက်ပြေးသိမ်းရှောင်နေရတယ်လို့လည်းသိရပါဗျ။ပြီးခဲ့တဲ့အောက်တိုဘာလ18ရက်နေ့ကလည်းလောင်းလုံမြူဘော်ကဖုန်ကြီးကျောင်းမှာတပ်ဆွဲထားတဲ့စစ်ကော်မရှင်တပ်သားတွေကိုတော်လည်ရေးတပ်တွေဘက်ကတွားရောက်ပစ်ခတ်ခဲ့တာကြောင့်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့လည်းဒေတာခန့် Dream မြစ်တွေစီကသိရပါဗျ။